မေလ15ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ထိုင်းနိုင်ငံတွင်းကဖြစ်ခတ်မှုဖြစ်စဉ်အပါအဝင်မိုက်ဂရက်တိုင်းရဲ့ဒီကနေ့မှာရရှိထားတဲ့ရွှေပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ကတော့ကချနာပူရီခရိုင်မှာအလုံပိတ်ပစ်ကတ်ကားပေါ်မှာမြမ26ဦးကိုဖမ်းဆီးမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့အနောက်ဘက်ဒေသကချနာပူရီခရိုင်မှာ အလုံးပိတ်တစ်ကတ်ကားပေါ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာ26ဦးကိုဖမ်းဆီးမိခဲ့ကြောင်းကချနာပူရီခရိုင်အုပ်ချုပ်ရေးအဖွဲ့ကနေထုတ်ပြန်ပါတယ်မေလ14ရက်နေ့မနက်ပိုင်းမှာတရားမဝင်ဝင်ရောက်သူတွေရှိတယ်လို့ဒေသခံတွေရဲ့သတင်းပေးချက်အရကချနာပူရီခရိုင်ထောင်ဖာပုံမြို့နယ်ထားနုကျေးရွာလမ်းလေးဆုံမှာခဲယောင်အလုံးပိတ် pick up ကတစီကိုဆူရစီတက်မကိုတက်ရင်းကနေတာစီစစ်ဆေးခဲ့တာပါဒီကားပေါ်မှာအသက်48နှစ်အရွယ်ရှင်မောင်းတဲ့ခရီးသည်တဦးကားရဲ့နောက်မှာထောက်ထားမဲ့လိုက်ပါလာတဲ့မြမရွှေပြောင်းအလုတမာ26ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆူရစီတက်မကိုတက်ရင်းပို့ချုပ်ကနေပြောကြားခဲ့ပါတယ်ဖမ်းဆီးခံရတဲ့သူတွေဟာရန်ကုန်တိုင်းကနေထွက်ခွာလာကြတဲ့သူတွေဖြစ်ပြီးထိုင်းနယ်စပ်ကိုတော်လန်ကြောင်တဲ့ကနေခိုးဝင်ကထောင်ပါပုံမြို့နယ်ခန်းတော်ကလေးရွာမှာတွားရောက်ခေါ်ဆောင်ခဲ့ရပြီး သူတို့ကိုချွန်ပူရီခရိုင်ကိုပို့ဆောင်စဉ်လက်ခရီးမှာဖမ်းဆီးခြင်းခံလိုက်ရတာဆိုပြီးမြန်မာထွက်ဆိုပါတယ်ဒီမြန်မာရွှေပြောင်း26ဦးဟာဆောက်ရဆာတဲ့အထောက်အထားတွေပါရှိခြင်းမရှိပဲရန်ကုန်တိုင်းကနေချွန်ပူရီခရိုင်ကိုပို့ဆောင်ဖို့ပွဲစားကိုတအူးကိုပတ်200ကျွဲပေးခဲ့ကြရတယ်ဆိုလို့လည်းသိရပါတယ်အလွန်ပိတ်ပစ်ကတ်ကမောင်းနေသူနဲ့ခရီးတဲ့တအူးအပါဝင်မြန်မာရွှေပြောင်းအလုတ္တမ26ဦးကိုအခုတော့ထောင်ဖာပုံမြို့နယ်ရဲစခန်းကိုလွှဲပြောင်းပေးအပ်ပြီးသူတို့ကိုဥပဒေအရအေးအေးယူမယ်လို့ခိုင်းတဲ့နေ့မှာဖော်ပြထားပါတယ်ရှင် မေလ15ရက်ကစတင်ပြီးထိုင်းနိုင်ငံမှာမိုးရသည်စတင်ပြီးဆိုတဲ့သတင်းကိုတက်ဆက်ပေးခြင်းပါတယ်ဒီကနေ့မေလ15ရက်ကစတင်ပြီးထိုင်းနိုင်ငံမှာမိုးရသည်စတင်တော့မှာဖြစ်တယ်ဆိုပြီး TMD ကနေသတင်းထုတ်ပြန်ပါတယ်တနင်္ဂနွေလုံးအတိုင်းတာအနေနဲ့ရွာသွန်းမြဲမိုးရေချိန်ထက်ဒီနှစ်မှာ900ခန့်လောက်ထပ်ပုံများနိုင်တယ်ဆိုပြီး TMD ကခန့်မှန်းထားပါသေးတယ်ထိုင်းထပ်ပိုင်းဒေသတွေမှာမေလကနေဂျွန်လိုင်လအထိ900ခန့်လောက်ကနေ100ရာခန့်လောက်ပုံပုံရွာသွန်းမြဲလို့လည်းသူကပြောကြားထားပါတယ်မိုးရသည်ရဲ့ဒုတိယပိုင်းကာလဖြစ်တဲ့ဩဂတ်လနဲ့အောက်တိုဘာလမှာတော့ ရွာသွန်းမြေမိုးရေချိန်ကန်တာရှိပဲဆိုပေမဲ့အရှိတောင်ပိုင်းဒေသတွေမှာတဆရာကိုင်းတော့ကပုံနေနိုင်တယ်လို့လည်းဆိုပါတယ်ဂျွန်လာနဲ့ဂျွန်လိုင်းလအလဲပိုင်းအထိမြောက်ပိုင်းအရှိမြောက်ပိုင်းနဲ့ထိုင်းအရှိပိုင်းနဲ့အထက်မြောက်ပိုင်းတို့မှာမိုးခေါက်နိုင်ခြင်းရှိပြီးအထူးသဖြင့်ဆယ်ရေတောက် area ပြင်ပမှာရှိတဲ့ဒေတာတွေဟာမိုးခေါမိုးတန်ကိုပိုခံရနိုင်တယ်လို့လည်းဆိုပါရယ်။ August လကနေပြီးတော့ October လအတွင်းမှာမိုးသက်သန်စွာရွာသွန်းခြင်းနဲ့အပူပိုင်းမုန်တိုင်းတွေကြောင့်ရုတ်တရက်ရေကြီးခြင်းနဲ့မြေရေရှမ်းတက်ခြင်းတွေဖြစ်ပေါ်နိုင်ကြောင်းနဲ့အထူးသဖြင့်အရှိန်မြောက်ပိုင်းမှာဖြစ်ပေါ်နိုင်ကြောင်းလည်း TMD ကပြောကြားထားပါရယ်။အနီယိုလာနေညာရာသီဥတုဖြစ်စဉ်တွေကတော့လက်ရှိမှာအချိန်တွေပုံမှန်တိုင်းဖြစ်နေပြီးနိုဝင်ဘာလကနေအဲ့ဒီတိုင်းဆက်ရှိမယ်ဆိုပြီးလဲ TMD ကခန့်မှန်းထားပါသေးတယ် တိုင်းနိုင်ငံတော်ပြည်နယ်အများစုမှာမေလ10ရက်နေ့ကနေ12ရက်နေ့အထိမှာမိုးတက်တန်စွာရွာသွန်းခဲ့တာဖြစ်ပြီးဘန်ကောက်ချင်းမိုင်အဆရှိတဲ့မြို့ကြီးတွေအပါအဝင်အခြားမြို့များမှာရှိတဲ့ရက်ကွက်လမ်းမအချို့ရေနစ်မြုပ်ခဲ့ရပါသေးတယ်။ ထိုင်းနိုင်ငံမှာလူသတ်မှုနဲ့အသက်23နှစ်အရွယ်မြန်မာတအူးကိုဖမ်းဆီးမိခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအသက်80အရွယ်အားကစားရုံပိုင်ရှင်ထိုင်းလူမျိုးကိုတပ်ဖြတ်မှုနဲ့အသက်23နှစ်အရွယ်ဆိုင်းဟန်ဆိုတဲ့မြန်မာတအူးကိုမေလ12ရက်နေ့ညမှာဖမ်းဆီးမိခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ဆိုင်းဟန်ဟာဘန်ကောက်မြို့ဖက်ကဆင်ရဲစခန်းမှာလူသတ်မှုနဲ့အလို့ရှိနေတဲ့သူဖြစ်ပြီးသူ့ကိုတရင်ပေးနိုင်တဲ့သူဟာဘဏ္ဍာတောင်းထိစုချင်းငွေ ချိမြင့်မယ်ဆိုပြီးဝရမ်းထုတ်ခံရတဲ့သူပါထိုင်းရက်တပ်ဖွဲ့ရဲ့အဆိုအရစိုင်းဟန်ဆိုတဲ့သူဟာမေလ၁၀ရက်နေ့မှာပန်ခင်းမြို့မှာရှိတဲ့ကိုဝင်ဆောင်အမျိုးသမီးအလုတ်လုယာနေအိမ်ကိုတွားရောက်ခဲ့တာဖြစ်ပြီးသူ့ရဲ့အမျိုးသမီးကိုအန်ရယ်ပြုတ်ဖို့တွားရောက်ခဲ့တာလို့ဆိုပါတယ်ဒါကြောင့်အသက်80အရွယ်ထိုင်းအလုတ်ရှင်ကကာကွယ်ဖို့ဆိုင်းဟန်နဲ့တွဲဆုံခွင့်မပြုဘဲတနက်နဲ့ချင်းချောက်ခဲ့တယ်လို့သိရပါတယ်ဆိုင်းဟန်ကတနက်ရရှိဖို့အလုတ်ရှင်မစ္စတာယူထရွန်နဲ့ရုံးရင်းစံကဖြစ်ရာကနေတနက်ချီထွက်သွားပြီး အလို့ရှင်တိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။တိတ်ဆုံးသူမစ္စတာယူထရိုရဲ့နေအိမ်အတွင်းကိုသူဟာဝင်ရောက်ခဲ့ပြီးတနက်တလမိုဘိုင်းဖုန်းတစ်လုံးနဲ့တိတ်ဆုံးသူရဲ့ကားကိုခိုးယူသွားခဲ့ကြောင်းလဲထိုင်းသတင်းတွေကဖော်ပြပါတယ်။သူမှာအသက်16နှစ်အရွယ်အမျိုးသမီးရှိတာဖြစ်ပြီးသူမဟာ၅လတိတိကိုဝင်ရှိနေတာပါ။ဒီမျိုးသမီးကိုထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုနဲ့လက်ရှိမှာထိန်းသိမ်းထားကြောင်းလဲသိရပါတယ်။အဲ့အမျိုးသမီးဟာဧပြီလ28ရက်ကစတင်ကတိတ်ဆုံးသူမစ္စတာယူထရိုရဲ့အသက်60အရွယ်မိခင်ကိုပြုစုဖို့အလုပ်လုပ်ခဲ့ကြောင်းလည်းသိရပါဗျ။ ရဲတပ်ဖွဲ့ဟာလုံခြုံရေးကင်မရာမှတ်တမ်းတွေကနေတဆင့်ဆိုင်းဟန်ကိုဆိုင်ယုံတို့65မှာရှိတဲ့သူ့ရဲ့အလုရှင်နေအိမ်ကိုထွက်ပြေးရန်ကြိုးပမ်းတဲ့အချိန်မှာခြေရခံမိပြီးမေလ12ရက်နေ့ညမှာဖမ်းဆီးမိခဲ့ပါတယ်အခုခါမှာတော့ဆိုင်းဟန်ကိုဖက်ဖရဆင်ရဲတပ်ဖွဲ့စခန်းမှာစစ်ဆေးမေးမြန်းဖို့အတွက်ထိမ့်သိမ့်နေကြောင်းလဲထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ရှင် ထိုင်းနိုင်ငံရဲ့မေလ15ရက်တနက်ပြက်ခတ်မှုဖြစ်စဉ်အတွင်းမှာတနက်သမားနယ်ရဲတပ်ဖွဲ့ဆက်လက်ညှိနှိုင်းနေတဲ့တဲ့ကိုနောက်ဆုံးအနေနဲ့တက်ဆက်ပေးပါမယ်။ဒီကနေ့မေလ15ရက်နေ့မနက်ပိုင်းကစတင်ပြီးစိတ်မမှန်တဲ့သူတို့ဟာတနက်နဲ့ထိုင်းဒေသခံတွေကိုပြစ်ခတ်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ဟာမေလ15ရက်နေ့ထိုင်းစံတော်ချိန်3နာရီအချိန်ခန့်တွေတနက်သမားနယ်ညှိနှိုင်းမှုတွေပြုလုပ်နေကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မေလ15ရက်နေ့မနက်ပိုင်းမှာဘန်ကောက်နယ်ရဲစခန်းမှာရဲတပ်ဖွဲ့ဝင်တွေဟာဘန်ကောက်ဖရန်နိုလန်ဆိုင်ဝလခွန်ဆိုင်အတွင်းမှာ စိတ်မမှန်တဲ့သူတအူကတနက်နဲ့ဒေတာကန်တွေကိုပြစ်ခတ်နေတဲ့အကြောင်းကြားစာရရှိခဲ့ကြပါတယ်။ကျဲရရှိရာအဲ့ဒီ area တွေကိုပိတ်ဆို့ခဲ့ပြီးလူအများကိုတစားကန်အဖြစ်ဖမ်းဆီးထားတာကိုတွေ့ရတဲ့အတွက်တစားကန်တွေကိုဦးစားပေးလူမြောက်အောင်ကူညီနိုင်ခဲ့ကြောင်းလည်းသိရပါတယ်။ဒါပေမဲ့ တနက်ကင်ထားတဲ့အမျိုးသားဟာစကားပြောလို့တဲ့အရေးရောင်မျိုးမပြပဲရဲရရှိတွေကိုဆက်လက်ပြစ်ခတ်ခဲ့တယ်လို့သိရပြီးအဲ့ဒီ area ကိုရဲတပ်ဖွဲ့အနေနဲ့လုံးဝပိတ်ဆို့ထားပြီးအခုချိန်မှာတနက်သမားနဲ့ညှိနှိုင်းမှုတွေပြုလုပ်နေကြောင်းသိရပါတယ်ဒီချင်းတွေကိုကင်တွဲဖြည့်ရှင်းဖို့အထူးရဲတပ်ဖွဲ့ချထားတယ်လို့လည်းသိရပြီးတနက်ကင်တဲ့အမျိုးသားဟာလက်လုံဘုံတွေရှိတယ်ဆိုပြီးလဲထိုင်းတပ်တွေကလည်းရေးသားဖော်ပြနေပါတယ်ရှင် ်မေလ15ရက်ဘန်ကောက်ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်သတင်းတွေကိုတော့ကျွန်တော်တို့ Micro တိုင်းမှာဆက်လက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအပင်းမှုကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲရှင်